စာဖတ်ခြင်းတရားစာဖတ်ခြင်းကိုမနှစ်တန်ရင်ဘရောမဉာဏ်ပညာရှိမလာနိုင်မှာစာဖတ်ခြင်းဖြင့်ပြည့်ဝတော်လူဖြစ်စေတယ်မှတ်သားခြင်းဖြင့်တိကျတော်လူဖြစ်စေတယ်ထင်းကြောက်ကမီးဆိုင်ဖို့အကောင်းဆုံးနှိမ့်ချုံဝါရတောက်ဖို့အကောင်းဆုံးငဲတငဲချင်းတွေရယုံကြည်ဖို့အကောင်းဆုံးရှင်းစာဆိုရဲစာကဖတ်ဖို့အကောင်းဆုံးတွေးရမလို့တဲ့ပေါပေါပပါစာရီကြီးပဲဖတ်နေရင်ကောင်းမွန်လေးနက်တဲ့စာအုပ်ဖတ်နိုင်တဲ့အစဉ်မရောက်ဘူးစာဖတ်သမားကောင်ဖြစ်ခြင်းရင် စာကောင်းပေကောင်းတွေကိုတေးကြပေါက်ရွေးချယ်ပြီးတော့ဖတ်နိုင်ရမယ်။ကန်နဝင်စာအုပ်တို့ကိုဖတ်ကြည့်ပြီးစိတ်ဝင်စားရင်အသာချထားပြီးတော့စိတ်ပါတဲ့အချိန်ကျရင်ပြန်ဖတ်ကြည့်သင့်တယ်။စာအုပ်ကောင်းတွေမှာတူညီတာတစ်ခုရှိတယ်။အဲ့ဒါကတော့စာဖတ်သူရဲ့စိတ်ထဲမှာဒီစာအုပ်ကတကယ်ဖြစ်ပျက်ကိုရေးထားတာလို့ထင်စင်မိတာပါ။စာဖတ်မှထားရင်အသိဉာဏ်ဗဟုသုတမကျွယ်ဝဘူး။အဲ့ဒီခါမှာလောကနဲ့လူသားကောင်းကျိုးကိုချိန်ပြောင်းအောင်လို့မဆောင်ရွက်နိုင်ဘူး။စာဖတ်တာကောင်းတယ်လို့အမြင်နဲ့ပြောနေပေမဲ့ စာမဖတ်ကြတဲ့လူတွေအများကြီးရှိနေပါတယ်။စာတွေအများကြီးဖတ်ထားတဲ့ဆိုပြီးတော့အရာရာငါသိပါတယ်ထင်ပြီးအောက်ခြေလွတ်ပဝေမြင့်နေတဲ့သူတွေရှိသေးတယ်။ဉာဏ်ရှိတဲ့သူကသူတစ်ပါးအမားနေပြီးတော့ပညာယူနိုင်တယ်။လူမိုင်းကကိုယ်တိုင်အမားလုပ်ပြီးမှပညာရတယ်။အားကစားလုပ်ခြင်းကခန္ဓာကိုယ်အတွက်ဖြစ်ပြီးတော့စာဖတ်ခြင်းကစိတ်အတွက်ဖြစ်တယ်။အမြင်ရှိဖို့ပဲလိုတာပါ။ဘယ်စာအုပ်ဘယ်နေရာဘုသူဆရာမဆိုမှတ်သားဆရာတွေနဲ့တွေးတောဆရာတွေရနိုင်ပါတယ်။ ပဝင်းချင်းမှာပြပြနေတာတွေကလက်တွေ့လေးလာစရာစမ်းစာအုပ်တွေပဲဖြစ်ပါတယ်။အိမ်မှာရှိတဲ့စာအုပ်ပုံတွေကထွက်ပြီးတော့လမ်းပေါ်အားတက်ရှိလူစာအုပ်တွေကိုလည်းဖတ်ကြည့်ဖို့လိုအပ်ပါတယ်။မိษွေတငယ်ချင်းကိုလည်းရွေးချယ်ပေါင်းတင်ရတယ်။စာအုပ်စာပေတွေကိုလည်းတေချာရွေးချယ်ဖတ်ရှုရတယ်။သင်ခန်းစာယူရမယ်ဆိုရင်မဖတ်သင့်တဲ့စာအုပ်မျိုးမရှိပါဘူး။စောင်းမြများဖတ်ရင်အမြင်ကျလာပြီးတော့အရာရာပိုကောင်းအောင်စဉ်းစားချင်းချိန်လာတတ်မယ် စာပေကျန်းကနေကိုနှမ်းဆန်းနေအောင်ဖတ်ထားတဲ့သူဟာတပတ်သက်ကြလုံးနဲ့အထွေးခေါ်မျိုးရောကြသွားတဲ့တဲ့အောင်မြင်နေဆိုတာတခြားလူတွေရဲ့တမန်ချက်ပါစိတ်ချမ်းသာတယ်ဆိုတာကတော့မိမိကိုယ်တိုင်ရဲ့ခံစားချက်ပါကိုယ်ပဝင်ခြင်းကိုစက်တည်ရှိစေခြင်းရင်သင်ကိုယ်တိုင်ရလည်းစက်တည်ရှိအောင်နေရပါလိမ့်မယ်ဆိုင်းစရာတွေကလည်းပုထုဇဉ်လူသားပါအားလုံးမသိပါဘူးလုံးဝအပြစ်ကိနဲ့ရှေးသားမှုမပြုနိုင်ပါဘူးအပြစ်ရှာရင်တွေ့မှာပါပဲ ရှင်ချင်းမှုအစင်တန်းမြင်ပါတယ်။တိုင်းပြည်နယ်လူမျိုးမှန်သမျှစာပေကိုတက်မှုထားကြတယ်။စာပတ်ချင်းရဲ့ကျေးဇူးကိုတည်ကြတယ်။မင်းမရှိတဲ့နောက်မင်းတို့လူတွေကမှတ်မိနေစေခြင်းရင်ကောင်းမှုနဲ့အလုံးလုံးပါဒါမှမဟုတ်စောက်ကောင်တုံးလောက်ရေးသွားပါ။ကိုနှစ်သက်သူတွေနဲ့ငိမ့်ချမ်းပျော်ရွှင်စွာနေနေရတာရဲ့ကိုနှစ်သက်တဲ့စောက်တွေစူဆောင်းထားပြီးဖတ်နေရတာရဲ့ကလူဘဝရဲ့အကောင်းဆုံးနေရာမှာပါဝင်နေပါတယ်။အသိဉာဏ်တိုးတက်ဖို့စာဖတ်သင်ပါတယ်။လူတိုင်းပညာပဟုတုထရှိသင်ပါတယ်။ အချိန်ရတိုင်းအပန်းပြေဖို့အတီတိုးဖို့စိတ်ငြိမ်ချမ်းမှုစာဖတ်တင်ပါတယ်အမေရိကန်ဂျာမနီဂျပန်နိုင်ငံတွေတိုးတက်ချမ်းသာစေတဲ့အကြောင်းရင်းတွေမှာပြည်သူပြည်သားတွေစာဖတ်ခြင်းရအကြောင်းရင်းတစ်ရပ်ဖြစ်ပါတယ်ဆိုင်းင်းနိုင်ခြင်းမှာစာဖတ်ခြင်းရဲ့အကျိုးကျေးဇူးကြောင့်ဖြစ်ပါတယ်ဟုတ်ကဲ့ပါအခုလိုမျိုးဗဟုသုတလေးတွေရရှိဖို့အတွက်ဆိုရင်တော့ကျမတို့ Mental Power Page လေးကိုလည်း Like and Share လေးလုပ်ထားပေးကြပါအောင်ရှင်။အားလုံးကျေးဇူးများတင်ပါတယ်ရှင်။